ားလုံးနဲ့မင်္ဂလာပါခင်ဗျာ။ဟောက်တဲ့စိတ်ချနေမှုဈေးကွက်ရှာဖွေရေးမန်နေဂျာတဦးရဲ့အမည်အဲဟောက်တဲ့စိတ်ချနေမှု customer satisfaction ဟာဈေးကွက်ရှာဖွေရေးမှာဘယ်လောက်ထိပြီးပါလဲ။တိုင်းနာပုံမြင့်တင်ပုံနီလန်းလူကိုလက်တွေ့ချက်ချဥပမာအနေနဲ့တကွာရှင်းပြပေးတော့မှာပါ။ဒီဗီဒီယိုကဈေးကွက်ရှာဖွေသမားတွေငုံငန်းရှင်တွေမန်နေဂျာတွေရဲ့ tournament ပြင်မနေတည်ထားတဲ့အကြောင်းအရာတွေကိုထိထိမိမိတည်ဆက်ပေးသွားတာမို့လို့အဆုံးပြေကြည့်ရှုနေဖို့တော့ဖိတ်ခေါ်ပါတယ်။ Then the subscribe လေးတွေပြုလုပ်ခဲ့ပြီးပါအောင်နော်။ဒီကုန်းနဲ့ရှယ်နဲ့ comment မှာမိခဲ့ပေးနိုင်ပါတယ်။ ်င်္ဂလာပါခင်ဗျာအဲဒီနေ့မှာတော့ကျွန်တော်ဆီကိုရှာဖို့ရတဲ့မားတွေအတွက်အသက်အမြာရေးကြီးတဲ့ဖောက်တဲ့စိတ်ချနေမှုအကြောင်းကိုအတွေ့အကြုံတွေနဲ့ပေါင်းဆက်ပြီးတော့ပြောပြပေးသွားခြင်းပါလားဖောက်တဲ့စိတ်ချနေမှုဆိုတာဘယ်လိုပါမဟုတ်ပါဘူးခင်မီစီကွယ်ရှာဖို့ရေးချေကဥမြင်မှာဒါကြောင့်လဲဆိုတာသိကြရင်ဆက်လက်ကြည့်ရှုပေးပါဦးနော်ဖောက်တဲ့စိတ်ချနေမှုဆိုတာဈေးကွက်ရှာဖွေရရှုတော့ကနေကြည့်ရင်ဒါဟာဖောက်တဲ့တရားဝင်နဲ့ညွန်လင်းချက်နဲ့ကိုယ့်ရဲ့ကိုယ်ပစ္စည်းဝန်ဆောင်မှုတွေကပေးတဲ့အတွေ့အကြုံတွေပါဘယ်လောက်ခန့်ညှိမှုရှိလဲဆိုတာကိုပါဖော်ပြလေးပါပါ ဒါခန်းစားချက်ပါကိုယ့်ရဲ့ brand နဲ့ထိတွေ့လိုက်တဲ့အခါမှာဖောက်တယ်မှာဘလို့စိတ်ကစားမှုတွေဖြစ်သွားတယ်လေဒါကအကျော်ညာတွေ social media post တွေ website အယောင်ဝန်တန်းအနေနဲ့စကားပြောတဲ့အခါပစ္စည်းသုံးကြည့်တာ customer service တွေကိုဆက်တွေ့တာအားရှိတဲ့အရာအားလုံးက marketing touch point တွေဖြစ်ပါတယ်ဈေးကွက်ရှာဖွေရေးမှာဖောက်တယ်စိတ်ချမြတ်မှုဘာကြောင့် ဒီလိုရေးပါတယ်လေကျွန်တော်ဒီမှာလူရဲ့ရေမန်းချက်တွေကအားလုံးဒီပါနဲ့တိုင်ရဲ့တက်ဆိုင်နေလို့ပါပဲစိတ်ကျင်တဲ့ဖောက်တဲ့တရားဟာတကယ်ပေါ်ပြီးရေသွားမှာမဟုတ်ပါဘူးရေရှင်မှာကို brand ကိုသက်စာရှိပြီးထက်ကထက်ကဝယ်ယူအပြေးပါပါဒါကြောင့်သူတို့ရဲ့ customer lifetime value ကရဲ့မြင်ပါလေ customer lifetime value မြင်ရင်ကိုယ့်ရဲ့ sales force ကိုရင်းနှီးနှီးနှီးနဲ့မှု marketing investment ဟာလည်းပိုပြီးအကျိုးရှိဖြစ်ပါတယ်။ပေါက်တယ်တွေကစင်ပချင်တဲ့နေ့ကိုယ်စီကထွက်သွားပြီးတန်တဲ့တွေစီကိုရောက်သွားမှာပါ။ဒီလိုပေါက်တယ်ဆုံးရှုံးမှု အင်အားလေးကိုရည်စည်းကိုရှာဖွေရင်စ조사မှုတွေလည်းဟပ်တက်ဖြစ်သွားနိုင်ပါတယ်။ဖောက်တည်အတိရှာဖွေတာ customer acquisition ကလည်းရှိဖောက်တယ်တွေကိုဖိနှိုင်းထားတာတဲ့အများကြီးပိုကုန်ကြပါတယ်။ဒါကြောင့်ဖောက်တယ်စိတ်ချင်တဲ့မှုမြင့်တင်ချင်ရန်ကုန်ကျစရိတ်သက်သာတဲ့ဈေးကိုရှာဖွေလည်းမဖြစ်ပါတဲ့။စိတ်ချင်တဲ့ဖောက်တယ်တွေကကိုရဲ့ brand ကိုသာသမန်လေတော့ဖြစ်လာကြပါတယ်သူတို့ကသူတို့ရဲ့မိတ်ဆွေတွေမိသားစုဝင်တွေကိုအချောင်းတွေပြောပြပေးပါတယ်ဒါဟာအကောင်းဆုံးကြော်ညာပါပဲဘာလို့လဲဆိုရင်လူတွေကသူတို့ယုံကြည်တဲ့စကားအပေါ်မှာပဲပုံနာထောင်လို့ကြားလို့ပါ brand already မြန်မာလေးထက်ကထက်ကဝယ်ယူဖို့မြန်မာနဲ့ brand ကိုတည်ဆောက်ရှိတယ် brand already နေတဲ့အခါကျရင် campaign DC ကိုပြောင်းလဲသွားနိုင်ခြေပြောင်းလာတယ် walk out the bound ပါကလေးအကူတဘောပေါ်ဆက်တဲ့ငွေချင်းတွေမိသားစုဝင်နဲ့ကိုယ်အကြောင်းကိုပြောပြပေးတယ်အပြစ်တဘောနဲ့ကလေးမကောင်းမျိုးဖျက်ဝေခြင်း online မှာမကောင်းတဲ့တုံ့ပြန်ချက်တွေရေးခြင်း social media engagement high customer service တွေဖြစ်တဲ့အခါမှာတက်ချွာတယ်ကိုယ့်ရဲ့ social media post တွေ like comment share လုပ်ပေးကြတယ်အဲလို့အနေချတဲ့အခါမှာဆိုတော့ကိုယ့်ရဲ့ social media လေးစိတ်ဝင်စားလေး unfollow လုပ်ခြင်းအစားလေးမျိုးဖြစ်ပါတယ် convention rate ချွန်ညာနေ website တွေကနေဝယ်ယူမှုပုံမျိုးများပြချင်ချွန်ညာနေ website တွေကနေစိတ်မဝေစားချင်ဝယ်ယူမှုလည်းချင် marketing of our ဈေးကွက်ရှာဖွေရင်းနှီးမြှုပ်နှံမှုကနေပုံပြီးကြိုးမင်းရချင်ဈေးကွက်ရှာဖွေရင်းနှီးမြှုပ်နှံမှုကကြိုးမြင့်နေခြင်းတို့မဟုတ်ဆုံးရှုံးခြင်းတို့ဖြစ်ပါလေဖုန်းစေးကြီးနှံမှုကိုဘယ်လိုတိုင်းတာလဲဈေးကွက်ရှာဖွေတမားထွေအတွက်အသုံးဝင်တဲ့ပြည်မြရတွေအများကြီးရှိပါတယ်ဝယ်မှုတစ်ခုပြီးတဲ့အခါဓမ္မမကဆမ်မဆာဖိတ်ကိုဆက်သွယ်ပြီးတဲ့အခါချက်ချင်းမေးတဲ့စစ်တမ်းတို့လေးတွေပါ ပုံမှန်၃နှစ်ကြိမ်၆နှစ်ကြိမ်ဖုန်းတယ်တွေရဲ့ရေမှုရခြေနှက်မှုကိုတိုင်းတာတဲ့စက်တန်းတွေပါကိုယ့်ရဲ့ mobile application မှာ application မှာထည့်သွင်းထားတဲ့စက်တန်းတွေပါကျွန်တော်ညီမတို့ရဲ့ကုန်မနီပေကုန်ပစ္စည်းဝယ်ဆောင်မှုကိုတကယ်ချေတာမှမဟုတ်လောက်ကိုခံမဲ့တွေကိုညွှန်ဖို့ဘလောက်ဖြစ်နိုင်ချေရှိတဲ့ဆိုတဲ့မျိုးမျိုးကို maybe တိုင်းလာမှာဒါကဖောက်တဲ့သစ္စာရှိမှုနဲ့ brand advocacy ကိုတိုင်းလာတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါ customer force call သင်ရဲ့တက္ကနာတွေကိုဖြည့်ရှင်းဖို့ဘလောက်လွယ်ကူခဲ့လဲဆိုတဲ့မိကုနေကိုမေးမိတိုင်းတာပါ။ဟောတယ်ဒီအတွက်အစဉ်ပြေချောင်းမွေးမှုကိုတိုင်းလာမှာ။ Social Media, Facebook, Twitter, Instagram စရှိတဲ့ online forum တွေမှာကိုယ့်ရဲ့ brand ချောင်းဘာတွေပြောလဲဆိုတာကိုစောင့်ကြည့်တဲ့နေလမှာဒါကအချိန်နဲ့တပြေးညီ real time ဖောက်တဲ့တွေရဲ့ခံစားချက်တွေကိုသိနိုင်တဲ့နေလပေါင်းတစ်ခုပါ။သူတွေဥပမာ brand, mention ဟုဆိုတော့တောင်းရတဲ့ website analytic ကိုရ website ကိုလာရောက်ကြည့်ရှုလို့ပြုမှုကိုလေ့လာနိုင်ပါတယ်။ page တွေအကြည့်များလဲ ဘယ်နေရာတွေခက်ခဲရှိတယ်စတာတွေသိနိုင်ပါတယ်။အဲတိုင်းနာမှုလောက်ပြီးလို့ရတဲ့အချက်လက်တွေကိုဘယ်လိုတောင်းချမလဲအဓိကကတော့အချက်လက်တွေကိုသင်ခန်းစာယူပြီးဖောက်တဲ့တွေ့ကြုံ customer experience တွေကိုတိုးတက်အောင်လုပ်ဆောင်ဖို့ပါပဲ။ဖောက်တဲ့တွေပြင်နှက်တဲ့အဓိကအကြောင်းအရာတွေကိုရှာဖွေပါဥပမာ website ကသုံးပြရတဲ့ခက်တာလားပို့ဆောင်မှုနောင်ကျတာလား customer service ကမကောင်းတာလားစသဖြင့်ပေါ့။ တွေ့ရှိတဲ့ပြဿနာတွေဟာဘယ်ဟာတွေကအရေးဆုံးဖြေရှင်းရမလဲဆိုတာကိုဦးစားပေးသတ်မှတ်ပါဘယ်ဟာကဖောက်တဲ့စိတ်ချနေမှုအပေါ်အများဆုံးသိရမှုရှိတယ်ပြပြင်ပြောင်းလဲမှုတွေမလုပ်ခင် AB testing ကိုလုပ်ကြည့်ပါဥပမာ website design တစ်ခုကိုစမ်းသပ်ကြည့်ပြီးဘယ်ဟာက conversion rate ပိုကောင်းလဲဆိုတာကိုကြည့်ပါ ဟုတ်တယ်တူးချင်းစီရဲ့ lower channel ကန်နေတဲ့တွေ့ကြုံတွေကိုခံနေပါဦး။ဥပမာတို့ရဲ့ web view လို့ပြစီနေမှာမဟုတ်ဘူး။ဒီအချက် view ရတွေပေးတာ email တွေကိုနာမည်နဲ့တကွာပို့တာစာရင်းချင်းပို့။ customer service ဝန်ထမ်းတွေနဲ့တိုင်းရင်းထီထွေဆက်ဆံရတဲ့ဝန်ထမ်းတွေအားလုံးကိုဖောက်တဲ့ပြဿနာတွေကိုလည်းဖြေရှင်းနိုင်ခွင့်ပေးပါ။ ဖောက်တဲ့တင်အောင်ဆင်မကြီးနဲ့ချက်တကူကိုပြောလာတဲ့အခါမှာဒါကိုဖြစ်ရှင်းပြီးဖြစ်ချောင်းသူ့လိုကိုအတိပေးပါသူတို့ရဲ့တုံ့ပြန်ချက်ကိုသာမို့ထားချောင်းပြတာပါဖောက်တဲ့စိတ်ချေနံမှုတိုင်းလာခြင်းနဲ့မြင့်တင်ချေရအမြဲတမ်းကြောက်ကူတဲ့ကိစ္စတကူတော့မဟုတ်ပါဘူးအဖြစ်များတဲ့အမှားတွေကိုရှောင်ရှားဖို့ရည်ကြီးတာပါလေ you understand the root cause ignoring the negative feedback not acting on the feedback focus on the wrong metrics အခုကျွန်တော်လုပ်ငန်းမှာချုပ်ပေးနေရတဲ့အခြေအနေနဲ့အခြားကုမ္ပဏီတွေရဲ့ case study လေးကိုမျှဝေပေးခြင်းပါတယ် အဲဘလို့ဒီလက်ညှိုးကိုတုံးပြီးတော့ folder စိတ်ချနေမှုကိုမြင့်တင်ခဲ့တယ်လေဘလို့ရလက်တရှိကလေးဥပမာ support amazon risk cotton ပါမားပြီးလောက်ခဲ့လေစိတ် folder စိတ်ချနေမှုချက်ချင်းသွားတဲ့အခါမှာဘလို့တင်ငန်းစာတွေရခဲ့လေကြည်ဒီဂျေရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခုပြောခဲ့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးနောက်ထပ်ဘင်္ဂိုနေရှိတယ်လဲကောမန်မန်ကြီးမေးခဲ့ပြီးလို့ရပါတယ်ဒီဗီဒီယိုလေးကိုတိုင်းနေတတ်တယ်ဆိုရင် like လုပ်ပေးခဲ့ပါ channel ကိုလည်း subscribe လုပ်ပေးပါဒါမှမဟုတ်နောက်ထပ်သင်မဲ့ ဒီစင်ကိုစီပွားဆိုင်ရာဗီဒီယိုတွေဘယ်လိုတန်းရှိရှိသွားနိုင်မှာပါအဲပေါ်ပယ်ဒီစင်ကြီးနံမှုရဲ့အနာဂတ်ကဘယ်လိုဖြစ်မလဲဒီဒီကျန်တဲ့တိုးတက်လာတာနဲ့အနေနဲ့ပေါ်ပယ်ဒီရဲ့မျှော်လင့်ချက်တွေရောပုံမှန်ပြည့်မြတ်လာပါတယ် AI ကိုအသုံးပြုပြီးချက်ပေါ်တွေ personalized recommendation နဲ့ predictive customer service တွေပေးနာနိုင်ပါပြီပေါ်ပယ်တူဂျီစီရဲ့ချက်လက်တွေဒေတာတွေကိုသုံးပြုပြီးတိုးတိုးနဲ့အတိုင်းညီဆုံးအတွေ့အကြုံတွေကိုဖန်တီးပေးတာပါပေါ်ပယ်တွေကကိုယ့်ရဲ့ brand နဲ့ပေ channel တွေကြားနေပေ TD ဆက်ဆံပါစေတော်တော်လတ်တယ် ရှိတဲ့အတွေ့အကြုံ consistent experience ကိုဟိုရရှိဖို့တကြီးကြည့်တာမှလည်းဥပမာ website mobile application social media physical store အဲ diagnostic မှာ pocket တွေစချင်နေမှုမြင့်တင်မှုတွေသူတည်ချရမယ့်ချက်လေးတွေရှိပါတယ်အဲ Thai language culture အာ website တွေကြော်ညာတွေ customer service တွေကိုခိုင်းမာတာတွေပေးဖို့လည်းရည်ကြည်တာပါတယ်။ထိုင်းရည်ချင်းမှုတွေကိုနားလည်ပြီးကြွေးလေးစားမှုရှိဖို့လိုအပ်ပါတယ်။ထိုင်းနိုင်ငံမှာ mobile phone အသုံးပြုမှုအရင်မြင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ website နဲ့ခြား digital platform တွေမှာ mobile friendly ဖြစ်ဖို့အတွက် အရေးကြီးပါတယ်။ထိုင်းလူမျိုးတွေက social media ကနေစိတ်ဝေရတာလည်းတက်ကြပါတယ်။ဒါကြောင့် Facebook, Instagram လိုင်းတို့မှာကိုယ့်ရဲ့ brand ကိုထိတိကျကျပြမလို့ပါ။ဒါကောင်းမျိုးကလူနေမှုဘဝကရင်းကုန်မြတ်ဆန်လာပါနဲ့။ဒါကြောင့်ဖောက်တဲ့တွေတို့အဆင်ပြေချောမွေ့တဲ့အတွေ့အကြုံလေးတွေဖန်တီးပေးဖို့ရည်ကြီးကြပါတယ်။ဥပမာမြန်ဆန်နဲ့ပို့ဆောင်မှုလေကူတဲ့လိုပေးချေမှုနည်းလမ်းတွေပါပဲ။အနည်းချုပ်ပြောရရင်တော့ဖောက်တဲ့စိတ်ချနေမှုဆိုတော့ဈေးကွက်ရှာဖို့ကြီးရဲ့အခြေခံအုံမြင့်ဖြစ်ပြီးရေရှည်မအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရာပါ။ဖောက်တဲ့တွေ ကိုနားလည်ဖို့သူတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့သူတို့ရဲ့ရည်ရှိဆက်ဆံရေးကိုတည်ဆောက်ဖို့အပြန်အလှန်ကြိုးစားပါမယ်။ဒီဗီဒီယိုကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးရှိတင်ပါတယ်။မိကွန်းနေရှိရင်လည်း comment မှာမေးဖို့တော်တဲ့ကောပါလေ။ဒီနေ့ကြည့်ရှုခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးရင်းတင်ပါတယ်။နောက်ထပ်ဗီဒီယိုဒီမှာလည်းပြန်နဲ့ဆုံတွေ့ကြပါအောင်မယ်။